င်္ဂလိပ်မှာဟလာအိန္ဒိယတို့တရုတ်တို့ဟလာရုရှားတို့စင်ကာပူတို့ထိုင်းတို့အင်ဒိုနီးရှားတို့အားလုံးမလေးရှားတို့အကုန်ဝိုင်းပြီးကူတော်လဲပဲတရုတ်ကငလိင်ကိစ္စမှာယွန်1ဘီလီယံခရီးပေးတယ်ကုမယ်ဆိုပြီးတော့အဲ့ဒါဒေါ်လာတန်ပေါင်း130ကျော်ရှိတယ်။ဒါသူကအကြီးဆုံးအမောင့်ကိုသူကပေးတာဒီနိုင်ငံတွေထဲမှာဆိုရင်ဆိုတော့ဒါအောင်တစ်ခုတည်းနဲ့ကြည့်မယ်ဆိုရင်လေတရုတ်ကမြန်မာပေါ်မှာဘလောက် leverage ရှိတယ်ဘလောက် offer ရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့နေရတယ် ဒီစစ်လက်ပုံမှာပေါ့နော်နောက်တစ်ခုကဒီဟန်နိုဗာလို့ခေါ်တဲ့လာရှိုပြန်ပို့မဲ့ကိစ္စမှာလဲဂျွန်လာမှာလုံမယ်လို့အလုံးသဘောတူထားပြီးသားလို့ကျွန်တော်တို့နားလည်ထားတယ်အခု April ကိုသူတို့ရွှေ့သွားတယ်ရှေ့ကိုရွှေ့သွားတယ်ဘာမြင်ရလဲဆိုတော့ငလင်ကြောင့်အလုံးငလင်ကိုအအောင်ဆိုင်နေတဲ့အချိန်မှာတိကျကနောက်ကနေတက်တုပ်ရိုက်ပြီးဒီကိစ္စအမြင်သူတွန်းတော့ကျွန်တော်တွေ့ပြီးလုံနေတယ်